တရုတ်ဆောင်ဆိုပြတဲ့ဇေယမင်္ဂလာဆောင်ကိစ္စနဲ့ပတ်သက်တဲ့ချက်လက်တွေအားလုံးပဲမင်္ဂလာပါ MCL Dots News Channel ကနေကြိုဆိုပါရစေ။ဆိုပြတဲ့ဇေယသူမရဲ့ချက်တူလေး2025ခုနှစ်ဝါဆိုလာပြည်နီကစဉ်ကာလဝါကျုကာလမှာမင်္ဂလာဆိုင်ကြိုတင်ကြေညာခဲ့ပါတယ်။ဤသတင်းကိုသူမရဲ့လူမှုကွယ်ဆောင်မျက်နှာကနေတိုက်ရိုက်ဖော်ပြကြရသည်ရတယ်။မင်္ဂလာဆောင်ခြင်းအကြောင်းရင်းနဲ့သူမရဲ့ပြောပြကြရကလေးလူကျင်လို့ဟူသောအချက်ကလက်ထံအဓိကလှုပ်ဆောင်မှုဖြစ်ကြောင်းဖော်ပြထားတယ်။လူမှုကွယ်မှာပြည်သက်တွေကအမြင့်ဆုံးကလေးရပါစေဟုဆုတောင်းမှုတွေများစွာရှိခဲ့တယ်။ ဆိုပြတဲ့ဇေယျအိနာကြီးဆွဲရည်တွေမင်္ဂလာဆောင်မဲ့ကိစ္စနဲ့ဆက်စပ်ပြီးသူမအိနာမဆရာကြွန့်ကျင်မှုတွေဥပမာဟင်းချက်ပြုတ်တဲ့ချိန်အိနာစုစီမံခန့်ခွဲမှုကိုဂုံပြုတ်ဖော်ပြထားတဲ့မှတ်ချက်တွေလည်းရှိခဲ့တယ်ဟေးဝရန်နဲ့ပတ်သက်မှုရှာဖွေတွေ့ရှိရတဲ့မြသည့်အရင်မြမဟေးဝရန်နဲ့ဆိုပြတဲ့စဉ်မင်္ဂလာဆောင်မဲ့ကိစ္စဆိုင်ရာသတင်းချက်လက်တွေရောမတွေ့ရသေးပါဘူးဆိုပြတဲ့စဉ်လက်ထက်မဲ့လူကတခြားတက်ဦးဖြစ်ကြောင်းဖော်ပြတယ် အချိန်ကာလနဲ့ဆက်ဆက်တဲ့2025ခုနှစ်ဩဂုတ်လ9ရက်နေ့ရက်ရှာဖွေမှုရလဒ်တွေရအီမင်္ဂလာဆောင်မှုက2025ဝါဇူလာပြည့်စုံကာလမှာကျင်းပစီရထားကြောင်းသိရတယ်။ဝါဇူလာဆိုသည်မှာမြန်မာတက္ကရာဝါဇူလာကုန်ကျင်းဖြစ်တဲ့ဆိုပြည့်သည်ရမင်္ဂလာဆောင်မှုကချက်တူလေးနဲ့ကလေးလူချင်းနဲ့ဆန္ဒကြောင့်ဝါဇူလာမှာကျင်းပစီစဉ်နေခြင်းဖြစ်ပြီးဟေးဝရန်နဲ့ပတ်သက်မှုမရှိကြောင်းလက်ရှိတည်ရထင်ရှားပါတယ်။အမှုပညာလက်ရပေါင်းပေါင်းစပ်မှုတွေတစ္ဆာမပြတ်ကြေးဂီတတေးဗီဒီယိုမှာဇယုတ်တွေဖြစ်ပေါင်းတင်ဆက်ထားတယ်။ ဇိုင်နာရဲ့တွေ့ရတဲ့ ETF ဗီဒီယိုမှာ၎င်းရဲ့အလားတက်ပုံတွေနဲ့ဆက်လံပိုင်းတွေကိုမျှဝေထားပါတယ်။ဗီဒီယိုရဲ့အကြောင်းအရာမှာသစ္စာမပြတ်တဲ့မှုအမည်နဲ့ဖန်တီးထားပြီးအနုပညာရှင်တွေရဲ့တရားဥပဒေမှုကိုလေးပေးဖော်ပြထားတယ်။ဟေးဝဲရနဲ့ဆိုပြတဲ့စင်တို့ကမင်္ဂလာဥစုတက်ပုံတွေမှာအတူတကွရိုက်ကူထားတဲ့တက်ပုံတွေကိုလူမှုကွန်ရက်ပေါ်မှာမျှဝေထားပါတယ်။ဤတက်ပုံတွေက၎င်းရဲ့ရင်းနှီးမှုကိုဖော်ညွှန်းနေပြီးပြည်သက်တွေကထောက်ခံမှုကိုပေးထားကြောက်တွေ့ရပါတယ်။ပြည်သက်တွေကသဘောတူရလောက်ဝင်းမြတ်ထားတဲ့စာတမ်းနဲ့၎င်းရဲ့ဆက်ဆံရေးကိုစိတ်ဝင်စားမှုပြသထားပါတယ်။ ။အဲဒီအနေနဲ့ဆိုပြတဲ့ဇင်တွေအတက်ပေါ်နေဗီဒီယိုတွေကိုလူမှုကွန်ရက်ပေါ်မှာအမျှဝေမှုများစွာရရှိထားပြီးပြည်သက်တွေကအပြုသဘောဆောင်တဲ့တုံ့ပြန်ချက်တွေပေးထားကြောင်းဖော်ပြထားပါတယ်။အဲဒီအနေဆိုပြတဲ့ဇင်တွေကအနုပညာလောကမှာလက်တွဲအလုပ်လုပ်ကင်မှုရရှိပြီး၎င်းတို့ရဲ့ပုံကွယ်ဆက်ဆံရေးနဲ့ပြိသက်တရားအပေးမှုတွေကိုရရှိထားကြောင်းတွေ့ရပါတယ်။စောင်းနေကြွရှုနားဆင်ပြတဲ့ပြိသက်အလုပ်ကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like နဲ့ subscribe လေးလုပ်ပေးကြပါရှင်။